episode 6ရဲ့အစမှာတော့လဲကြနေရာကနေနှောက်သားရှက်ရှက်နဲ့ထလာခဲ့ပြီးဂျီယောင်းလက်ကဒဏ်ရာကို တွေ့သားတာကြောင့်မင်းကြီးလည်းဂျီယောင်းကိုစိတ်ပူနေခဲ့ပါတယ်။ ထို့နောက်ပြန်တော့မယ်အလို့အေးသေးကိုကြည့်လိုက်တော့စောင်းမရှိတာကိုသိသွားတာကြောင့်ဒီအေးကိုဘယ်ကရှာတွေ့ခဲ့တာလဲလို့ဘယင်ကိုမေးလိုက်ပါရယ်ဘယင်လည်းအတွင်းဝင်ချုပ်အင်ရှာပေးတာဖြစ်ကြောင်းပြောလိုက်ပြီးအတွင်းဝင်ချုပ်ကိုဖော်ထားလားလို့မေးလိုက်ပါရယ်အင်ချေဝန်းကတော့သူရှာတွေ့တုန်းကဒီအေးပဲတွေ့တာလို့ပြောလိုက်တော့ရေယောင်းတယောက်စိတ်ညစ်နေခဲ့ပါရယ်ဘယင်လည်းရေယောင်းစိတ်ညစ်နေတာကိုမြင်သွားတော့တန်တမန်တွေပြန်သွားတဲ့အခါစောင်းကိုရှာပေးမယ်လို့ကတိပေးလိုက်ပါရယ်တဖက်မှာတော့စပိုးဆောင်မှာလက်ဆောင်ရထားတဲ့ရှကီလေးကိုခိုးပြီးတောက်နေကြတဲ့စပုံမှုတွေကိုမြင်တွေ့ရမှာပါ။ ဲ့ဒီအချိန်စိတ်ညစ်ညစ်နဲ့ဘေးအောင်လာတဲ့ဂျီအောင်ကိုမြင်သွားခဲ့ကအသေးအံဖွက်လိုက်ပြီးမြဲအယောအိုးမြင်သွားတာကြောင့်တစ်ခွက်လောက်ဆက်မိဖို့တိုက်လိုက်ပြီးမြူသွားခဲ့ပါတယ် ထို့နောက်မူမူနဲ့သူတယောက်တည်းစိတ်ညစ်ရတာအာမရလို့တစ်ဖွဲ့လုံးကိုစိတ်ညစ်ရအောင်ဘနာနာရဲ့အရှုံးမပေးနဲ့ဂျိုးစားဆိုတဲ့တရှင်လေးနဲ့မူတည်ပြီးလိုက်ထို့နောက်ဂျွန်တယောက်မူမူနဲ့အိတ်လိုက်ကညဘက်ထိရောက်ခဲ့ပြီးကမန်ကန်နဲ့ထကဘရင်ကိုစားတောက်ဖို့ညစာပြင်ပေးရမယ်အကြောင်းဂီကွန်းကိုပြောနေခဲ့ပါတယ်ဂီကွန်းလည်းစပူမူအုံလို့ပြစီပေးထားကြောင်းပြောလိုက်ကမူမူနဲ့ကွက်ကိုဖော်ရတဲ့အကြောင်းတွေကိုပြန်ပြောပြနေခဲ့ပါတယ်တစ်ဖက်မှာတော့ဘရင်ကစောက်ကိုရတာနဲ့ပြန်မပြောနေခဲ့တဲ့ဂျီအောင်ကြောင့်ဝမ်းနဲ့ပလက်ဖြစ်နေခဲ့ပါတယ်နောက်တစ်နေ့ညီလာခံမှာတော့မင်းနိုင်ငံတန်တမတ်တွေကဂျိုဆွန်းဆားစာတွေကိုမဆ စားခြင်းပဲခြင်းစေးလိုချင်တာကြောင့်အစာငတ်ခံဆန္ဒပြနေကြောင်းပြောလိုက်ပါတယ်။မြန်နိုင်ငံနမေကြီးစပူပူ၃ရက်ခွာလာတာကြောင့်အငတ်တော့ခံနေမှာမဟုတ်ကြောင်းပြောကသူတို့တောင်းဆိုတိုင်းမလိုက်လျောနိုင်ဘူးလို့ပြောကညီလာခံကိုအဆုံးသတ်လိုက်ပါတယ်။ထို့နောက်အခုလာတဲ့တန်တမန်တွေကဂျိုးစွန်းဆားသားတွေကိုမစားခြင်းတောင်ကိုကြည်အောင်ကိုပြောပြနေခဲ့ပါတယ်။စပူမုံကသူတို့ခေါ်လာတဲ့ကြီးစပူပူ၃ရက်ကနေတကာလက်ကပြိုင်ပွဲတွေမှာအနိုင်ယူခဲ့တဲ့သူတွေဖြစ်ပြီးသပင်ဖြူနဲ့တယောက်ကတော့ခေါင်းဆောင်ဖြစ်ပြီးထိတ်တဲဆိုင်သမားတယောက်ဖြစ်ပါတယ်။နောက်တယောက်ကတော့ဖြူကြီးရဲ့တူမလေးဖြစ်တဲ့ထိတ်တဲဟင်းပညာရှင်နောက်ဆုံးတယောက်ကတော့ကွန်ပျူရှက်မျိုးဆက် ဖြစ်တဲ့ဓာတ်ပညာရှင်ဖြစ်ကြောင်းရှင်းပြနေခဲ့ပါတယ်။အဲဒီနောက်တန်အမတ်နဲ့မင်းကြီးတို့တွေ့ဆုံခဲ့ပြီးဂျိုဆွန်ဟင်းညာတွေကိုမစားနိုင်တဲ့တန်အမတ်ကိုဂျိုဆွန်နာမည်ကျော်စဖုံမှုရဲ့အစားတောက်နဲ့အက်ခတ်မယ်လို့ပြောနေခဲ့တော့အားကြမခံယုတ်ကြီးတို့လည်းသူတို့ရဲ့အစားတောက်တွေနဲ့ပြန်အက်ခတ်မယ်လို့ပြောလိုက်ပါတယ်။ ထို့နောက်ဂျီယွန်ဟာစပုံမိုးတွေကိုသူ့ရဲ့လျှို့ဝှက်လက်နက်ဖြစ်တဲ့ထောဘက်ကိုထုတ်ပြလိုက်ပြီးခရူးရလာတဲ့သူတို့အတွက်အချိုလေးနဲ့ကျွေးမေးလိုက်ရင်မစားတော့တယ်လို့ပြောလိုက်ပါတယ်။ဘယင်းနဲ့တန်အမတ်တို့လည်းအခြေတင်ဖြစ်နေခဲ့ပြီးသူတို့ဘက်ကကြတော့ဗိုတောင်းဆုတ်ခဲ့ပြီးပြန်ရမယ့်ဟာကတော့အရင်လိုဖြစ်နေတာကြောင့်ပြောနေခဲ့ပါတယ်။နောက်ဂျီယွန်ရဲ့အစားအသောက်တွေရောက်လာခဲ့ပြီးတခါမှမစားဘူးသေးတဲ့မက်ခရွန်ဖြစ်ကြောင်ပြောလိုက်တော့သူအရင်မစားဘဲစပုံမိုးသုံးယောက်ကိုမိခိုင်းလိုက်ပါတယ်။စပုံမိုးတွေလည်းမိကြည့်လိုက်တော့မိုးရဲ့အချိုရတာကကလတ်ထဲရောက်နေတယ်လို့ခံစားလိုက်ရပါတယ်။တန်အမတ်လည်းကိုယ်ရဲ့မိကြည့်ကရတာရှိတာကြောင့်နမေကျော်နေတာအလကားမဟုတ်ဘူးလို့ဂျီယွန်ကိုပြောနေ ဖြစ်ခဲ့ပါတယ်ထို့နောက် တန်အမတ်လည်းဒီလောက်တော်ရည်ချီအောင်ကိုသူတို့စပွန်ဝေးတွေနဲ့ပြန်ကရှောင်းတဲ့ဘက်ကတောင်းဆိုတာကိုလိုက်ရောင်းရမယ်လို့ပြောလိုက်ပါတယ်။ဒီနောက်မျက်နှာကိုတစ်ချက်ရှုလိုက်တော့နှစ်ယောက်သားနားလည်မှုတွေကလက်ခံလိုက်ပြီးမျက်တောက်အောင်သုံးယောက်တစ်ဖွဲ့ပြန်လိုက်မယ်လို့ပြောလိုက်ပါတယ်။ထို့နောက်မင်းကြီးနဲ့ဂျီအောင်လည်းတီးတန့်တွေ့နေကြတဲ့ဥယျာဉ်မှာတွေ့လိုက်ပြီးဒီလိုတိုင်းပြည်အတွက်အရေးကြီးတဲ့ပြိုင်ပွဲကိုသူ့ပခုံးပေါ်တင်တဲ့အတွက်နားမလည်ကြောင်းပြောပြီးဒီရှောင်းရင်လည်းတိုင်းပြည်တစ္ဆာဘောက်ဖြစ်မယ်လို့ပြောတာကြောင့်စိတ်ဆိုးနေကြပါတယ်။မရင်လည်းဒီဘက်နောက်ရင်မန်ဂိုရိုးကိုတိတ်ကြားတွေ့အောင်ရှာပေးမယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့မိဖုရဲ့ကောင်ကြီးကတိုင်းပြည်အရေးကိုဟိချက်ပြိုင်ပွဲအဖြစ်လောက်တာကိုရက် တမ်းအေးဖြစ်နေကအေဂရစ်ဘရင်ထံအသနာခံမှုအမိတ်ပေးနေခဲ့ပါတယ်ထို့နောက်ဂျင်အာရိုမားနဲ့မင်းသားကြီးလည်းမက်ခရိုမုတ်အရသာကိုမြည်နေခဲ့ပြီးအရသာရှိတာကြောင့်ထပ်ဆားခြင်းပင်မဲ့တိခတ်လိုက်ကမင်းသားကြီးလည်းဒီပြန်ပွဲကနေအကျိုးမြတ်ရမှာဖြစ်ပြီးဂျီယောင်ရှုံးရင်ဘရင်ကိုနန်းချပြီးတေချာဘော့ကိုဂျီယောင်ရှုံးအောင်လုပ်မယ်လို့ပြောလိုက်ပါတယ်ထို့နောက်မင်းသားကြီးရဲ့လုံးတော်မက်ကြီးမှာ တန်အမတ်ကိုတိတ်တဆိတ်တွေ့ဆုံကဒီဘွဲမှာဂျီယောင်းကိုရှောင်းအောင်လုပ်ပြီးဘရင်ကိုနမ်းချပြီးတောင်းဆိုခဲ့တာတွေကိုလိုက်ရောပြမယ်လို့ပြောနေခဲ့ပါတယ်။အကယ်လို့သူတို့ဘက်မပိုင်ရင်တော့အရင်တုန်းကအလဲသုံးစားလောက်ထားတဲ့စရင်စာအုပ်တောက်ကိုထုတ်ပြလိုက်ပြီးအကြက်ခံလိုက်ပါတယ်။အမတ်ကြီးပြန်သွားတာနဲ့တန်အမတ်လည်းဂျီယောင်းရဲ့လက်ဆွဲကိုသိတာကြောင့်ရှောင်းမတွက်ပဲရှင်ပြိုင်နိုင်ယူဖို့မာနေခဲ့ပါတယ်။ထပ်ပြီးစပူမှုမကိုလည်း စပိုးဆောင်ကိုထောက်လန်းဖို့ခိုင်းနေချင်းခိုးနားထောင်နေဂုံးကြီးကိုတွေ့တာကဓာတ်ပြက်နဲ့ပြစ်ထွက်လိုက်ပြင်မဲ့လွတ်သွားခဲ့ပါတယ်။ဂုံးကြီးကိုတော့ဘယင်ကဆုံဆုံးမှုလွတ်ထားခဲ့တာဖြစ်ပြီးအမတ်ကြီးလာတာကိုတည်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမင်းသားကြီးဂျေဆန်ကခုနကပြင်အောင်လာတဲ့အမတ်ကိုအဆင်ပြေပြေရှိခဲ့လားလို့မေးလိုက်ပြီးဘယင်ကိုနန်းချမဲကိစ္စကိုဆက်လက်တိုင်ပင်ဆွေးနွေးနေကြပါတယ်။နန်းတော်ထဲမှာတော့ဂျင်ရတော်ဟာစပုံမူးမိန်ကိုသူပေးရတဲ့အစ်စ်ကိုတုံးပြီးဒီပြန်ပွဲမှာဂျီယောင်းရှုံးအောင်လုပ်ဖို့မှာနေခဲ့ပါတယ်။စပုံဆောင်မှာတော့ဂျီယောင်းတယောက်ငြိုသေးရလမ်းနေတော့ဘယင်ကအခေါ်လွတ်လိုက်တာကြောင့်ဘယင်ထံရောက်လာခဲ့ပါတယ်။ထို နောက်ပအဝင်ပစ္စည်းအတွက်အမုတ်ချိတ်ဖို့အပြင်ထွက်ခွင့်တောင်းတာကြောင့်စင်မချရဲ့ဘရင်လည်းသူ့ဘာလိုက်မယ်လို့ပြောလိုက်ပြီးအဲ့ဒီလဲခိုင်းလိုက်ပါတယ်။လဲစရာမရှိတာကြောင့်သူ့စိတ်ကြိုက်လဲဝစ်ခိုင်းပြီးနောက်ဆုံးမှာတော့အကြိုက်တွေကကျွေသွားခဲ့ပါတယ်။ထို့နောက်နန်းတော်ပြင်မှာတော့ကိုရဲနော်ပါပါလာက၃ရောက်သားထွက်လာကြပါတယ်။ ။မရင်လည်းဂျီယောင်းကိုပတ်စံလေးပြီးကခဏသွားစရာရှိလို့ဆိုပြီးထွက်လာခဲ့ပါတယ်။တကယ်တော့လမ်းမှာတော့ငါဂျီယောင်းလိုချင်ခဲ့တဲ့ပစ္စည်းကိုတော့ဝယ်ဖို့ပြန်လာခဲ့တာပါ။အဲ့ဒီအချိန်မိုးရွာလာပြီးဂျုံတယောက်မြို့သီးတွေကိုတဲနဲ့တိုင်နေချိန်မင်းနိုင်ငံစပုံမှုရောက်လာကတခါမှမြင်ဘူးတဲ့မြို့သီးကိုကြည့်နေခဲ့ပါတယ်။အဲ့ဒီနောက်စပုံဆောင်ထဲမှာတော့စပုံမှုတွေနဲ့ဓာလိပြန်ပွဲတိုင်ဖို့စိန်ခေါ်လိုက်ပါတယ်။ ဲ့ဒီနောက်မိုးတိတ်သွားတဲ့အချိန်ချိန်ထားတဲ့နေရာမှာရှိမနေခဲ့တဲ့ဂျီယောင်းကိုလိုက်ရှာနေခဲ့ပြီးဘရင်အတွက်ပန်းခုနေတာဖြစ်ကြောင်းပြောနေချိန်ဘေးမှရော်တီးရဖြတ်သွားတာကြောင့်ပန်းနေမြေပေါ်ကျသွားခဲ့ပါတယ်။နန်းတော်ကိုပြန်ရောက်တဲ့အခါမှာတော့ဂျီယောင်းကြိုက်တဲ့လက်ဆောင်လေးကိုပေးလိုက်ပါတယ်။အဲ့ဒီနောက်မင်းကြီးမှမြေခါရတဲ့ပန်းလေးကိုအမြတ်တနှုတ်နဲ့ထားလိုက်ပြီးချိန်နဲ့နေခဲ့ပါတယ်။ဂျီယောင်းပြန်ရောက်လာတဲ့အခါမှာတော့စပိုးဆောင်တစ်ခုလုံးဒါလီပြိုင်ပွဲမှာရှုံးခဲ့တာကြောင့်စိတ်သက်သာနေချိန်ဂျီယောင်းလည်းသူ့လူတွေကိုဗနာလိုက်တဲ့ရှင်လေးကိုသတိရဖို့ပြောလိုက်ပြီးမော်ဒီပေးလိုက်ပါတယ်။ နောက်တစ်နေ့မှာတော့နောက်9ရက်နေပြန်ရမယ်ဟင်းတွေနဲ့ပုံစံတွေကိုပြောကလောင်းကြီးတွေကိုပါထပ်မြင့်လိုက်ကြပါအဲဒီနောက်ဓာတိပြန်ဝဲရုံကကျန်ခဲ့တဲ့ဓာတ်ကိုတုံးအောင်လုပ်ပြီးကြီးရဲ့ဒူမာထန်ပြန်ပို့လိုက်တာစင်ခေါ်လိုက်တာကြောင့်မှုတွေလည်းတင်းသွားရင် episode စစ်လေးအားဒီမှာရင်ပြီးဆုံးသွားခဲ့ပါတယ်